ဒီထောင်လေး66ခုနဲ့တည်းမှာဥစွာပထမတနင်္ဂနွေသားသမီးလေဒီကြပါတယ်မိတ်ဆွေတို့ဒီနှစ်ထဲမှာဘာကိုဖြစ်ဖြစ်ကိုကိုကို တောက်တခတ်ခတ်ဟန်တပြင်းပြင်းဖြစ်ခဲ့မှာတည်ကြတယ်။ဘာကြောင့်လဲဆိုတော့စိတ်တိုင်းမကြခဲ့ဘူးအားမရခဲ့ဘူးငါတိထပ်ပိုလုံနိုင်ခဲ့ရမယ်ဆိုတာမျိုးတည်ကြတယ်။ငါတိထပ်ပိုစူးစမ်းခဲ့ရမယ်ဆိုတာမျိုးငါဒါလိတော့လုပ်ခဲ့ရမယ်ဆိုတာမျိုးပြီးခဲ့တဲ့အလုပ်တွေကိုတနင်္ဂနွေသားသမီးတော်တော်များများစိတ်တိုင်းမကြအားမရတာမျိုးကိုကိုကို confidence ပြောင်းနေတာမျိုး ကိုကိုကိုယုံကြည်ချက်တွေအားနည်းနေတာမျိုးတွေတနေ့လေးတွေကဒီတနေ့ထက်မှဖြစ်ကိုဖြစ်ခဲ့မှာအသေးစားပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်နေရာထိုင်ခင်းနဲ့ပတ်သက်အပြိုင်ဆိုင်အတိုက်ခိုက်တွေများခဲ့မဲ့နှစ်ဖြစ်တာတော့အသေးစားပဲဖြစ်တယ်ဗျ။သို့တော့တနေ့လေးတွေဟာဘာကိုလှုပ်လှုပ်လဲနှစ်ခါပြန်လှုပ်ခဲ့ရလိမ့်မယ်။နှစ်ခုပြန်လှုပ်ခဲ့ရလိမ့်မယ်။နှစ်ချက်ပြန်လှုပ်ခဲ့ရလိမ့်မယ်။သို့တော့ဒီလိုနှစ်ခုနှစ်ချက်နှစ်ခါပြန်လှုပ်ခဲ့ရတာပဲမိတ်ဆွေတွေအတွက်အတွေ့အကြုံကောင်းရရှိလိမ့်မယ်။သို့တော့ ဘာလို့ဖြစ်ဖြစ်တော့မိမိရဲ့ဆန္ဒကိုဦးစားမပေးနိုင်မဲနဲ့ဆန်ကိုအားကိုးတဲ့ဆရာလေးကျေးဇူးတင်ပါတယ်အဲကိုဆန္ဒကိုဦးစားမပေးဘဲနဲ့ဖြစ်ချင်တာတက်ဖြစ်တင်တာကိုလုပ်ခဲ့ရတဲ့နှစ်တနည်းရှုံကိုပြောရရင်တနည်းခုနေတွေဟာမိမိကိုမိမိစိတ်တိုင်းမကြအားမရခဲ့တာတော့အရာရာပါပဲထားခဲ့လိုက်တော့တနည်းခုနေသားမိတ်ဆွေတွေလာမဲ့1386မှာမိတ်ဆွေတို့ကံအရှိနေဘယ်လိုရှိမလဲဆိုတာကိုဆရာတို့ခဏနေ အာနောက်ကြတော့ဆရာတို့ဆက်ကြည့်ရအောင်အဲ့တော့စိတ်ကိုကောင်းကောင်းမွန်မွန်မွေးမွေးပါပြီးတဲ့အခါလှုပ်လှဆတန်းလန်းမပြီးမပြတ်ဖြစ်နေတဲ့အလုပ်တွေကိုလက်စားဖြတ်ပါဖြတ်ပြီးတဲ့အခါ1386မှာကံကောင်းမှုအတွက်လက်ရှိမှာမိတ်ဆွေဟာဗုဒ္ဓဘာသာဆိုရင်လည်းဗုဒ္ဓဘာသာလျှောက်မိမိတို့ဘာသာပြည်သားအရာနှစ်မကုန်ပြန်လေးမှာအဋိဋ္ဌံလေးတစ်ခုခုကိုဝင်ဖို့အတွက်တော့ဆရာကအကြံပေးလိုပါတယ်ခင်ဗျာဒါကတနည်းနည်းကဲတနည်းအားသာသမီးရောပါခဲ့ရလားခင်ဗျမှန်ပြီပါဦး ီ1986ခုနှစ်ထဲမှာတနင်္လာသားသမီးတွေရဲ့ကံကတော့မဆိုးဘူးလို့ပြောရမှာပါခင်ဗျ။ဘာကြောင့်မဆိုးတာလဲဆိုတော့အများသောအားဖြင့်အချိန်ကအားဖြင့်တနင်္လာတွေဟာမဆိုးခဲ့ဘူး။သို့တော့အခွင့်လန်းကောင်းတွေအခွင့်ရေးကောင်းတွေကိုတော့ဆုံးချုံခဲ့ရလိမ့်မယ်။လက်လွတ်ခဲ့ရလိမ့်မယ်။သို့တော့အဲငြိမ်းချမ်းမှုနဲ့အေးချမ်းမှုကိုအလိုရှိတဲ့နှစ်မျိုးဖြစ်ခဲ့လိမ့်မယ်။သို့တော့ဟို ငွေကြေးထပ်စာလို့ရှိရင်တော့မိသားစုတွေအဆင်မပြေမှုတွေကိုအဆင်ပြေအောင်ပြန်စူးစမ်းနိုင်ခဲ့တဲ့နှစ်ဖြစ်လိမ့်မယ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့တနင်္လာသားသမီးတော်တော်များများဟာလူတွေကိုကြောက်သွားတဲ့နှစ်ဒီတနှစ်ဟာတနင်္လာသားသမီးတော်တော်များများရဲ့စိတ်ထဲမှာအာမိမိအတွင်ရေးကိစ္စမိသားစုရေးကိစ္စတွေကိုသမိုးပဲဖြေနိုင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ပဲကျေးဇူးတင်ပါတယ်မိမိတို့ရဲ့အိမ်တွင်းရေးကိစ္စလူမှုရေးကိစ္စတွေကို သူများကိုမပြောရဘူးဆိုတာမျိုးလော်ကီမှာပဲဖြစ်ဖြစ်လော်ကုတ္တရာမှာပဲဖြစ်ဖြစ်ကို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 စိတ်ထဲမှာအော်ဒီလိုရှိပါလားဆိုတဲ့အတွေ့အကြုံလေးတစ်ခုဝါလေးတစ်ခုလေးတော့ဒီကြားထဲမိတ်ဆွေတနင်္လာတွေဟာရခဲ့လိမ့်မယ်သို့တော့ဝဲကွာနေတော့မိသားစုတွေပြန်လဲစုံစည်းခဲ့ရလိမ့်မယ်ပြီးတဲ့အခါကိုကိုကိုကန်ဆိုးလာပြီလို့ထင်တဲ့အရာတွေမှာအော်ဒါဒီလိုကြောင့်ဝဆိုတဲ့အတိတံဝေကလေးရတတ်ခဲ့မှာအသေးချာပဲဖြစ်တယ် တနင်္လာသားသမီးတွေကဒီနှစ်ဟာတိုက်အိမ်ထဲမှာတည်ခဲ့တဲ့အတွက်ကြောင့်မလို့တော့အတဘေးအန္တရာယ်ကနေပြီးတော့လွတ်မြောက်ခဲ့လိမ့်မယ်ထူးထူးခြားခြားနော်ကျမ်းမာရေးနဲ့ပတ်သက်လာရင်အညာခိုက်တွေပြေပြောက်လာလိမ့်မယ်ငကူကရှေ့ပြီးခဲ့တဲ့နှစ်တွေကလမ်းစာပြောက်နေတဲ့တနင်္လာသားသမီးတွေအနေနဲ့လမ်းစာရရှိခဲ့လိမ့်မယ်အဲမိသားစုအိမ်တွင်းရေးမှာအဆင်မပြေမှုတွေတောင်အဆင်ပြေအောင်ကြိုးစားနိုင်လိမ့်မယ်။ OA ချမ်းမီမိယာထိုင်ငယ်နဲ့ပတ်သက်လို့အတီတကြားမဟုတ်ရင်တော့မိမိနဲ့ အကျိုးပြုစေတဲ့အရက်ဒေတာလေးတစ်ခုကိုခြားတွေ့ခဲ့လိမ့်မယ်။ဒါပေမဲ့ငွေကြီးနဲ့ပတ်သက်ရင်ပိုရှန်နေသလားဆိုရင်တော့မပိုရှန်ဘူး။ဒါပေမဲ့စိတ်ချမ်းသာမှုကတော့ပြီးခဲ့တဲ့နှစ်တွေထက်စာရင်တော့တတ်တာခဲ့လိမ့်မှာတော့အတိအကျပဲဖြစ်တယ်။ထို့အတူပဲကိုယ်ပိုင်လုပ်ငန်းအလုပ်တစ်ခုကိုတော့ရည်ရရပြနိုင်ခဲ့လိမ့်မယ်။အထို့သို့မပြနိုင်ရင်လည်းလုပ်ငန်းတစ်ခုခုကိုယ့်ရဲ့ဗာရမီတစ်ခုခုအားထုတ်မှုတစ်ခုခုကိုတော့တည်ကြတဲ့မိတ်ဆွေတင်းလာတဲ့ခါရရှိခဲ့မှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ဟာအေးချမ်းမှုနဲ့ငြိမ်းချမ်းမှုကိုဒီနှစ်မှာ ဇာတ်တော်ရှောတယ်နေရောတယ်ယေစုတမတယ်အေဂျန့်မှုနဲ့ငြိမ်းချမ်းမှုဒီနှစ်မှာတော့ရှာဖွေတွေ့ရှိမှနှစ်ဖြစ်ပါတယ်သို့တော့လောဘတွေဒေါသတွေမောဟတွေကိုချော့နိုင်တယ်လို့ရှောနိုင်မယ်နှစ်ဖြစ်တာတော့အတိအကျပဲဆရာ ပြောရဲပါတယ်နော်ပြီးတဲ့အခါမိသားစုနဲ့ပတ်စံမရှိရင်တော်ပြီမိသားစုနဲ့အတုံးမဟုတ်ရင်အေးချမ်းချမ်းနေရင်တော်ပါပြီဆိုတဲ့နှစ်ကလေးဖြစ်ခဲ့မှာတော့အသေးစားပဲဖြစ်တယ်ဗျဆိုတော့တင်းလာတွေဟာကံက95 ထားပါတော့60ကန်အစိုးလေးရ40ပဲဖြစ်တယ်သူကတော့ဘာမှဆူဆူဝါဘာမှရှိမနေတာအသေးစားပဲဖြစ်ပါတယ်ခင်ဗျာဒီ1386ခုနှစ်ထဲမှာဆိုရင်တော့ဒေချာမာရဲအင်္ကာရီဟာအတာကလည်းစားတယ်ထို့အတူပဲပြီးခဲ့တဲ့နှစ်ကိုပြောတာနော်စိတ်သက်သာမှုမဟုတ်ဆရာပြောရဲသွားပြီအဲ့တော့ဆရာမတချို့ဆိုရင်အင်္ကာနဲ့ပတ်သက်ရင်အမှတ်တရလေးတွေအများကြီးရှိတယ်အင်္ကာနဲ့ပတ်သက်လာရင်ဆရာ ဆရာအမှတ်တရတွေတော်တော်များခဲ့တဲ့နှစ်ပါ။ဘာကြောင့်လဲဆိုတော့အင်္ဂါတွေဟာဒီ1986မှာတော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့ရတယ်။ဒါဟာပြင်မဲ့ဆရာတို့တဖြည်းဖြည်းနဲ့ယူကျူးမှာလည်းလွှင့်နေကြပါတယ်ခင်ဗျာ။ဟုတ်တိုးတိုးနိုင်မင်္ဂလာပါကျေးဇူးတင်ပါတယ်။ဆရာယူကျူးမှာလည်းလွှင့်နေပါတယ်နော်။ဟုတ်ကဲ့ Facebook က live မပေါ်ဘူးယူကျူးအောင်ဝင်ကြည့်ပါနော်။ဆရာငယ် Beijing official မှာပဲခင်ဗျာနော်။အဲ့တော့ဒီ1986ခုနှစ်မှာအင်္ဂါတွေဟာညံ့နေ။ဒါပေမဲ့လူတိုင်းကိုတော့မဆိုလို့ဘူးချုပ်ငုံပြောရရင် မရဏအိမ်မှာလည်းတီးတယ်အတာလည်းစားတယ်ဒါအပြင်1986ခုနှစ်ထဲမှာအင်္ဂါတွေဟာဆိုတော့ဘာဖြစ်ဖြစ်စိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ခဲ့တာကတော့အသေးချာပဲဖြစ်တယ်ဘုံနေရာလည်းကိုမပါရင်မပြီးဒီနေရာလည်းကိုမပါရင်မပြီးတာနဲ့ဆရာမအင်္ဂါတွေကိုဆွဲဆွဲပြီးတော့ကောင်းတော့မှကောင်းတော့မှကောင်းတော့မှဆွဲခေါ်လာတာအခုဆိုနှစ်ကုံတော့မယ်အမတချို့ဆိုကောမန်ဒီမှာတွေ့ပါတယ်ဆရာငယ်ကိုမြင်လာနဲ့အင်္ဂါကိုပြည့်တည်ရတယ်ဆိုတာမျိုးတွေ ဆရာကိုမြင်တာနဲ့အင်္ဂါသာသမီတွေကိုပဲပြီးတပြီဆရာငယ်နဲ့အင်္ဂါသာသမီတွေဆရာရဲ့ရည်စားဟောင်းကအင်္ဂါလားမသိဘူးလို့ပြောခဲ့တာလေ။ဟောဆရာတော်အင်္ဂါမဟုတ်ပဲနဲ့ဆရာကိုအင်္ဂါတွေဝိုင်းပြီးတော့ကောမန်တွေမှာလည်းရည်ကြတယ်တွေ့ကြတယ်အတွက်အင်္ဂါတွေကိုဆရာကတခါတည်းကြုံပြီးအခုကလကာရှာလိုက်ပါတယ်။မိတ်ဆွေများခင်ဗျာဒီကြပါတဲ့မကြခင်တကူးကိုရောက်တော့မှဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့ရဲ့ကန်ဆာတာဆန်ကလပ်ဒီဂျိုတွေအားလုံးဟာပြောင်းလာတော့မှဖြစ်ပါတယ်။ဆိုတော့ဗမာတက်ကရစ်တကူးကုံတဲ့အခါ အဲဟိုဆရာကြီးမှာဆိုရင်ဆွဲဆွဲခေါ်လာတာအင်ကားတွေဟာဒီတစ်နှစ်ဆိုရင်ဆရာ စိတ်တော့အားနေပါတယ်ကံမကောင်းပါဘူးအများဆုံးအားဖြင့်85ရာခိုင်နှုန်းတော့အင်ကားတွေကညံ့နေပါတယ်ဒါအပြင်ငကိုကနေကပြန်မပြောနှမထောင်းဒဇထုလောက်တက်တဲ့အင်ဟာစိတ်ကြောပူတာခံနိုင်တယ်နားပူတာမခံနိုင်တဲ့အင်ကားသသမီများဒီ1386မှာမကြခင်ကုံတော့မှာဆိုတော့ဒီကြတဲ့ညံ့ခဲ့တာကတော့ဂျင်းတည်ပါတယ်အဲ့တော့ဘာကိုလှုပ်လို့ကိုမပိုင်မပြီးဖြစ်ခဲ့လိမ့်မယ်ဘုံနေရာလဲကိုပါရဒီနေရာလဲကိုပါရ စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့မှာတော့အသေးချာပဲဖြစ်တယ်ခင်ဗျာအင်္ဂါတွေဟာဒါပြင်မိတ်ဆွေအင်္ဂါသားသမီးတွေကဒီနှစ်ထဲမှာဆိုရင်ဟိုဆွနာလို့ပေါ့မကောင်းတဲ့အရာတွေမဟုတ်တာလုပ်တယ်လူပြောစရာတွေများလုပ်လိုက်လို့ရှိရင်အင်္ဂါတွေဟာမင်္ဂလာပါတယ်မှန်လိုက်တဲ့ဆရာတွေအဲဒီနှစ်ထဲမှာဆိုရင်တိတယ်ထို့သူပဲမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ် ွေတလဲကြက်တခုံလုတ်ခဲ့ရတာမျိုးအင်္ဂါနဲ့ပတ်သက်လာရင်တီးကြပါလေဗျာဘာကိုပြပြအဆအဆရရမှာညံ့ခဲ့မှာတော့များသောအဖြစ်တီးကြပါလေကိုကိုကိုမပြိုလဲအောင်တော့ထိနေရပါလေဟုတ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်အင်္ဂါတွေမှာဇာကား65ရာခိုင်နှုန်းလောက်ညံ့ခဲ့တာကတော့အသေးချာပဲသို့တော်စိတ်ထမကြနဲ့လာမယ့်နှစ်မှာကံကောင်းတော့မှာဒါကြောင့်အင်္ဂါတွေကဒီ1985မှာမပြူမလဲမရိမ့်မရိုင်အောင်တိဆောက်နိုင်ခဲ့တဲ့အင်္ဂါတွေဟာလောကရန်ရဲ့တရားကြိုက်တဲ့တရားလားမဖြုံတော့တာတော့သိကြပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ ကိုမြင်တွေ့ကြုံလာခဲ့သမျှကောင်းတဲ့ထဲမှာမပါတာတော့အသေးချာကိုဖြစ်ခဲ့တာဟုတ်ဗျာအင်္ဂါသာသမီးမိတ်ဆွေတွေကတရံပြီးအောင်ကောင်းပါလားလေဟုတ်ပါတယ်ခမရအကောင်းပါပဲကောင်းကောင်းပါလိမ့်မယ်နော်အဲ့တော့ပြီးခဲ့တဲ့နှစ်ရဲ့ဗုဒ္ဓဘူးရောက်သာသမီးရဲ့အရှင်မျိုးဆရာတို့ပြန်သုံးသက်ကြည့်အောင်ဒီ1986ခုနှစ်ထဲမှာဗုဒ္ဓဘူးရောက်သာသမီးတွေဟာဒေချာတဲ့နံပါတ်1ကတော့အဆိုးပဲဖြစ်စေအကောင်းပဲဖြစ်စေတင်ပေါ်တက်တဲ့ကြော်စောတက်တဲ့ ကြော်စောခဲ့တယ်။အကောင်းပင်ဖြစ်ပစေအဆိုးပင်ဖြစ်စေကြော်စောခဲ့တယ်။ကိုမလက်ထဲရှိတာငွေတထောင်ဆိုရင်ပဝန်းကျင်မှာရှိတာငွေတသိန်းမြင်နေတာမျိုးအဲလက်လွန်ထားတဲ့ငွေကြီးတွေနဲ့ပတ်သက်ပြီးတော့အဲ့တော့ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေအနေနဲ့ဒီ1386တဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဟိုဘာဖြစ်ပြီးအဆိုးပဲဖြစ်စေအကောင်းပဲဖြစ်စေထင်ပေါ်ခဲ့တယ်ကြော်စောခဲ့တယ်။နေရထိုင်ခြင်းအိုးအိမ်ချမ်းမြေနဲ့ပတ်သက်လာလို့ရှိရင်လည်းအပြောင်းအရွှေ့တွေများခဲ့တယ် ။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်များများဆဲပြီးပါ။အဲဆိုတော့ဒါအပြင်ဗုဒ္ဓဘုရားကိုသာသမိရအဆိုးနဲ့ဖြစ်ဖြစ်အကောင်းနဲ့ဖြစ်စေထင်ပေါ်ကြော်စောတတ်တဲ့သဘောဖြစ်တဲ့အပြင်ကိုဗုဒ္ဓဘုရားကိုသာသမိတွေဟာအစမှာဘာကိုလှုပ်လှုပ်စွနာလို့ပေါ့ဟုတ်မလို့လို့နဲ့အဆုံးသက်ကြရင်နည်းနည်းလေးဝါသွားတဲ့သဘောလေးတွေတွေ့ရတယ်ဗုဒ္ဓဘုရားကိုသာသမိတော်တော်များများဟာအဲမိတ်ဆွေတို့အနေနဲ့ဒီနေ့ထဲမှာမိတ်ဆွေတို့အနေနဲ့ဒီနေ့ထဲမှာဆိုလို့ရှိရင် ဗီဒီယိုကြည့်ချင်ပါတယ် online ကနေဟောပြလာတယ်ဟုတ်ကဲ့ဟောပြပါတယ်ခင်ဗျာနော်ဆက်ရှိဗီဒီယိုမြင်ချင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေတီရှာဝတ် app telegram ပိုက်ပါမှာဆက်သွယ်မြင်မြန်နိုင်ပါတယ်ခင်ဗျာနော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီနှစ်ထဲမှာဆိုလို့ရှိရင်တေးကြတယ်အဲဟိုကိုယ့်ရဲ့ကိစ္စတာဘာသာရေးဆိုင်ရာကိစ္စတွေလူမှုရေးဆိုင်ရာကိစ္စတွေမှာခမည်းများလိုက်လှုပ်ဆောင်နေရတာမျိုးတွေကိုဆရာတို့တွေ့ခဲ့ရလိမ့်မယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတို့အနေနဲ့ဒီရဲ့အဲပြီးခဲ့တဲ့နှစ်ကာလအတော်ဒီမှာဆိုရင် ဗုဒ္ဓဘုရားဥဒ္ဒသမီးတွေကတေးကြတယ်ဘာကိုမှရေရရလုတ်ပြနိုင်စရာလမ်းစာမတွေ့ခဲ့တာတော့တေးကြတယ်ပြီးတဲ့အခါကျတော့ကံညံ့လာတဲ့အခါကျလို့ရှိရင်လဲထက်စင်မကနှစ်စင်သုံးစင်လောက်ညံ့လာပြီးတဲ့အခါကံကောင်းလာတော့လေဟောဟိုဆွမ်းနာလို့ကဘာမှကိုမကြိုးစားပဲနဲ့ကိုဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကောမန့်ညီမဖတ်တက်ပါနဲ့လေဟုတ်ကဲ့ပါခင်ဗျာဘာမှကိုမကြိုးစားပဲနဲ့ကိုရောက်ရှိလာတယ်ချဲပေါ်လာတယ်ပေါ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်တော့ဖန်အောင်ပေါ်တယ်အသေးလေးတောင်ပေါ်တယ်နော်အဲ့တော့အဲဆိုတော့ ထားပါလေဗုဒ္ဓဘုရားဥဒ္ဒသမီးမိတ်ဆွေတွေနဲ့ ဆိုတော့ဗုဒ္ဓဖူးရာဟုတာသမီးဒီမှာမိတ်ဆွေတို့အနေနဲ့အစိုးကလည်း90အကောင်းကလည်း90ကတော့တည်ကြတဲ့ကြုံစုံခဲ့မှာအသေးကြပဲဖြစ်တယ်ထားလိုက်တော့ဒါတွေကိုဒါဆိုရင်1389မှာကော6ကိုကုန်လို့ခုနှစ်ကြာလို့ရှိရင်မိတ်ဆွေတို့ဘလို့ရှိနေချိမလဲဆိုတော့ဆရာတို့မကြည့်ခင်မှာမိတ်ဆွေဗုဒ္ဓဖူးရာဟုတာသမီးဒီနေ1389မှာကံကောင်းအောင်လို့ယခုဆရာတို့နှစ်မကုန်ခင်မှာအဋိဋ္ဌာလေးတစ်ခုခုဝင်တာမျိုးဖြစ်စေအဋိဋ္ဌာလေးတစ်ခုခုနဲ့အဆုံးသတ်တာမျိုးဖြစ်စေမိမိနိုင်ရာရရှိတဲ့အဋိဋ္ဌာလေးတစ်ခုခုကိုလှုပ်ဆောင်ပြီးတော့လှုပ်လိုက်ပါအထူး ပင်မဟာသမယတုတ်ယူတာမျိုးတွေနက်ဆက်လေးပဋ္ဌာန်းယူတာမျိုးတွေတခုခုကိုလှုပ်ဆောင်လိုက်ပါဒါဆိုရင်တောင်တော်ရဲ့80ခုနှစ်မှာတရားတဲ့မိတ်ဆွေဘုတို့ခုရောက်သွားသမီးတွေဟာအញ្ញံနေရအစိုးရနေပြီးတော့ပြေပြောက်သွားပါလိမ့်မယ်။ဒေဇာတာတကူကတော့မိတ်ဆွေတို့အနေနဲ့နှစ်အစပိုင်းမှာလေးလပိုင်းလောက်မှာဆိုရင်ဘုတို့ခုရောက်သွားသမီးတွေဖြစ်နိုင်ရင်ဘာလို့မှအရေးကြီးခွင့်ချက်လုပ်ငန်းတွေကိုမလုပ်နဲ့အတတ်နိုင်ဆုံးတတိထားဆင်ကျင်ပါဒါလေးတကူကိုလည်းဆရာကထမ်းပါတယ်။ကောင်းပြီ။ဆိုတော့1386မှာဂျာစာပရိသတ်သမီးမိတ်ဆွေတွေဘယ်လိုရှင်နေရှိမလဲ။ ကျန်စာပလေးတွေပါရင်မှတ်ပြီးပါဦးခင်ဗျာယေစုတမန်တွေ YouTube မှာလည်းကျန်စာပလေးတွေပါရင်မှတ်ပြီးပါဦးခင်ဗျာဒီကျန်စာပလေးတာသမီးတွေက1386ခုနှစ်မှာဆိုရင်ဒေဂျာတယ်မိတ်ဆွေတို့ခင်ဗျာလူတွေเจ้าကိုတော်တော်တန်ဝေကရရသွားမယ်နှစ်တစ်နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တယ်အော်ငါ့ကိုယုံကြည်မှုကိုဒီလိုလုပ်သွားပါလားငါ့ရဲ့ယုံကြည်ချက်ကိုဒီလိုပြောင်းလဲသွားပါလားเสียเบียเสียเลยมาอ๋อจุจุไล่มาจุจุไล่มา ဆိုတော့ဟိုကျွေးကြအနေနဲ့ဟို1986မှာဂျာစာပတိတွေကဘာကိုလှုပ်လှုပ်တော့ကိုမပိုင်မပြီးဘူးဟိုနေရာလဲကိုပါရဒီနေရာလဲကိုပါရဟိုဟာလဲလှုပ်ရဒီဟာလဲလှုပ်ရနေနေရာတကာမှာတော့ကိုပါတာဖြစ်နေလိမ့်မယ်ဘာကိုဖြစ်ဖြစ်လဲကိုအမိခံလှုပ်ခရရလိမ့်မယ်ဦးစီးဦးဆောင်လှုပ်ခရရလိမ့်မယ်မလူလာအဖက်နဲ့မိသားစုတာဝန်တွေမလူလာအဖက်နဲ့လုပ်ငန်းတာဝန်တွေအလုပ်ကြီးအကင်ကြီးတွေလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင် အဲကြိုးစားပြီးတော့တရားတော်ကမှစွန့်ဆောင်နိုင်စွမ်းနေရရှိခဲ့လိမ့်မယ်။ဆရာပရိသတ်သမီးတော်တော်များများဟာအဲအာနာခဲ့တဲ့မိတ်ဆွေများအဖို့ကတော့လူတွေအကြောင်းကိုသိကြတဲ့သိခဲ့လိမ့်မယ်။အလိန်ခံအညာခံခဲ့ရလိမ့်မယ်။ပရိယေကြကြများများရှိကြတဲ့အတုံးရှားရလိမ့်မယ်။ပြီးတော့ဘဝမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုလူတွေကိုတိတ်ပြီးတော့ကြောက်ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲလူတွေအများရဲ့ထိုးနှက်ချက်ကိုလည်းခံရလိမ့်မယ်။တချို့နေရာတွေမှာဆုံးဖြတ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခွလေးစီဖြစ်ခဲ့လိမ့်မယ်။ ဒါအပြင်ကျန်စာပရိသတ်သမီးမိတ်ဆွေတွေကျမ်းမာရေးနဲ့ပတ်သက်လာစီးနဲ့ပတ်သက်တာမျိုးလေးတွေအစာရေးနဲ့ပတ်သက်တဲ့ကျန်းမာရေးလေးတွေဟိုစီးနဲ့ပတ်သက်တဲ့ကျန်းမာရေးလေးတွေဟိုအစာရေးနဲ့ပတ်သက်တဲ့ကျန်းမာရေးလေးတွေဆွင့်ချက်နေနဲ့ဒါလေးတွေအများများသောအားဖြင့်ဖြစ်ခဲ့လိမ့်မယ်ဒါအပြင်ကျန်စာပရိသတ်သမီးတော်တော်များများဟာဒီကာလမှာအတွေးလွန်နေတဲ့ဆရာဘန်းလိုက်ပါမယ်နော်အတရာကိုကဲဆရာဘန်းလိုက်ပြီနော်မိတ်ဆွေတို့โอเคမိလား โอเคပြီလားဆိုတော့စီနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေဖြစ်ခဲ့လိမ့်မယ်ဒါအပြင်နေရာတိုင်းမှာလည်းမိတ်ဆွေတို့အနေနဲ့โอเคတဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲနေရာတကာမှာလည်းကိုမပိုင်မပြီးဖြစ်ခဲ့လိမ့်မယ်အဆက်ဆက်အရာရာကိုဦးစီးဦးဆောင်မှုတာဝန်ခံမှုတာဝန်ယူမှုတွေအပြည့်ရှိခဲ့လိမ့်မယ်ပြီးတဲ့အခါ ကျသာပိသတ်ပိတဲ့ဒီတနေ့ထဲမှာမညာခြင်းလဲညာရမငင်းခြင်းလဲငင်းရမလုရှင်လဲလောရတဲ့အလုပ်တွေလဲများစွာဖြစ်ခဲ့လိမ့်မယ်။ဘာလို့ဖြစ်ဖြစ်မိစားတစ်ဖက်ရေမုတ်တစ်ဖက်ဆုံးဖြတ်ခဲ့ရလိမ့်မယ်။တိုးတော့ကန်ညှန့်ခဲ့တဲ့ထဲမှာတော့မပါပဲနဲ့ကိုလုံရင်လုံးတလောက်တော့ရှေ့ရောက်ခဲ့လိမ့်မယ်။တိုးတော့ဟိုဟိုကိုယ့်ရဲ့ ဟိုဝင်လာလို့ရှိရင်လိတ်လို့ဝင်လာပြီးတော့ငွေကြီးနဲ့ပတ်သက်လာထွက်သွားရင်လည်းလုံနေချင်းနဲ့ထွက်သွားလိမ့်မယ်ဒါပေမဲ့တေချာတဲ့ကြဇာပရိသတ်သမီးတွေဟာလမ်းစတစ်ခုနေရာတစ်ခုကိုတော့ရှာဖွေတွေ့ရှိခဲ့လိမ့်မယ်နှစ်ဖြစ်တယ်လို့ OHM မီယာထိုင်ခင်းနဲ့ပတ်သက်လို့ပိုင်ဆိုင်မှုတွေရရှိမှုတွေလည်းကြုံခဲ့ရလိမ့်မယ်ဒါအပြင်တံမိုးရှိတဲ့အရာတွေတံမိုးကြီးတဲ့အရာတွေလည်းအထွက်တွေများခဲ့လိမ့်မယ်အဲရွှေ ငွေတမိုးရှိတဲ့အရာတွေအမွေတွေအစရှိတာနေနဲ့ပတ်သက်လို့လည်းဖြစ်ခဲ့ရလိမ့်မယ်။ယုံကလနာကိစ္စအမှုကိစ္စတွေဖြစ်နေတာလည်းပြ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 ဆုံဆုံဆောင်ဆောင်ရွက်ရနေဖြစ်ခဲ့ရလိမ့်မယ်။နှစ်တက်တာကတော့အသေးစားပဲဖြစ်တယ်ခင်ဗျာ။ကောင်းပြီ။ဒါဆိုရင်တောက်ကြသားသမီးတောက်ကြသားသမီးတွေပိုင်းဆရာမှတ်ပြီးပါဦး။ဒေရှားရဲတောက်ကြသားသမီးတွေဟာ1386ခုနှစ်ထဲမှာလူကွာတထွာလောက်စမ်းရင်တော့ တထောင်လောက်ကံကရောက်ရှိနေမှာအသေးချာပဲဖြစ်တယ်ခင်ဗျာနော်။ဘာလို့လဲဆိုတော့ဇဘူဒီပါလက်ရတောင်ကျွန်းဟောပါနမိထွန်းဆိုတဲ့အတိုင်းပဲတောက်ကြတွေကကံရဲ့အတက်လမ်းဘက်ကိုရောက်ရှိခဲ့လိမ့်မယ်။ဒါပေမဲ့တောက်ကြတော်တော်များများဟာဟိုဖြစ်နိုင်လို့ရှိရင်ဇွဲရှိမှဇွဲရမှလည်းရရှိလိမ့်မယ်။တောက်ကြသားသမီးတော်တော်များများဟာမျက်နှာအပွင့်တက်တွေအကြည်တက်တွေကိုရရှိလိမ့်မယ်။အော်တော့ကပဲ တောက်ကြသားသမီးတော်တော်များများဟာအိမ်တော်ကြီးနဲ့ပတ်သက်လို့တယောက်နဲ့တယောက်တူးနဲ့တူးအစင်မပြေမှုနားလည်မှုလေးတွေများလိမ့်မယ်အကြောင်းမျိုးမျိုးနဲ့အဆိုးနဲ့ဖြစ်စေအကောင်းနဲ့ဖြစ်စေခွဲခွာရတာတွေများလိမ့်မယ်တောက်ကြသားသမီးတွေဟာ1360 6ခုနှစ်မှာညံ့ငယ်ရင်အောင်နံပါတ်1အရှိရေးနဲ့အိမ်အောင်ရေးကသာအဓိကဖြစ်လိမ့်မယ်ငွေကြီးနဲ့ပတ်သက်လို့တော့ခက်ခက်ခက်ခဲမချခဲ့ရဘူးပြင်ပမမမချခဲ့ရဘူးသို့တော့ခက်ခဲရင်လည်းခဏပဲအကူအညီတွေထောက်ကူတွေရရှိလိမ့်မယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့တောက်ချသားသမီးတို့တော့မြင်မယ်ဟာဒီနှစ်ထဲမှာဆိုလို့ရှိရင်ဘယ်နေရာရောက်ရောက်တော့ခက်ခက်ခက်ခဲကြကြနန်းနန်းဖြတ်တန်းခဲ့ရတာရှားတယ်တကယ်လို့ခက်ခက်ခက်ခဲကြက်တဲ့ခက်ခက် ဖြတ်တန်းခဲ့ရရင်လည်းခဏပဲဖြစ်တယ်သို့တော့အလောင်းကစားနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့နဲ့လောက်တဲ့မိတ်ဆွေများအတတ်နိုင်ဆုံးတောက်ကြရီကဘယူဆိုင်ခဲ့ရလိမ့်မယ်ဒီပြီးခဲ့တဲ့နှစ်မှာတောက်ကြရီဆရာထင်တဲ့ အညံခဲ့လို့ရှိရင်တော့နှစ်အစနဲ့အဆုံးလေးတွေမှာညံခဲ့လိမ့်မယ်အဲ့တော့ဗမာနှစ်အစနဲ့ဗမာနှစ်အဆုံးတက်လေးတွေမှာညံတက်တာဖြစ်တဲ့အတွက်တော့ဒီလာမဲ့လေးလာပိုင်းမြန်မာဆိုရင်တော့တောက်ကြတာသမီးတော်တော်များများဟာနှစ်မကုန်ကြီးကန်ကန်နာအတော်တွင်မှာတော့အနည်းနဲ့အညံကလေးတွေကျမ်းမာရင်းနဲ့ပတ်သက်လို့ရှိရင်ဟူနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့အမိနာမဖြစ်မရတာမျိုးလေးတွေကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးကြလေးတွေများခဲ့ရတာမျိုးတွေဂျုံခဲ့ရမှာတော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့တောက်ကြတာသမီးမိတ်ဆွေတွေဟာ1986မှာအရှိအိမ်အောင်ကြီးဟာ ငွေကြီးနဲ့ပတ်သက်ပြီးတော့အကုန်ကြာလေးတွေများခဲ့တယ်ဆရာချက်ချောအိတ်ပြီးလာခွင့်ရတယ်ကျေးဇူးတင်ပါတယ်ထို့ပြင်အရှိန်နဲ့ပတ်သက်လာရင်တောက်ကြသားသမီးတော်တော်များများဟာမိတ်ဆွေတို့အနေနဲ့ ဟုတ်လားတောက်ကြတွေကဒီနှစ်ထဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကံရဲ့အာရတာမှုရရှိတယ်ဒါပေမဲ့သိကြပါတယ်ဘာကိုဖြစ်ဖြစ်ကိုကမှတစ်ဖက်မှာအာယုံရောက်နေတဲ့အခါတစ်ဖက်မှာအဆင်မပြေမှုလေးတွေကြုံရလိမ့်မယ်အရှိအိမ်တော်ကြီးနဲ့ပတ်သက်လာရင်အကြောင်းမျိုးနဲ့ခွဲခွာခဲ့ရလိမ့်မယ်ကိုအရန်ချစ်တော်မြန်လို့တော်သူတွေကိုခွဲခွာခဲ့ရလိမ့်မယ်အသေးချာပဲနှစ်ဖြစ်တယ်ဒါအပြင်တောက်ကြသားသမီးတော်တော်များများဟာငွေကြီးနဲ့ပတ်သက်ရင်ဆုံးရှုံးမှုလေးတွေအဲလက်လွန်တာမျိုးလေးတွေပြန်မရတာမျိုးတွေဖြစ်ရတတ်တယ် ချုပ်ငုံပြောရရင်တောက်ကြရီကကန်တော့ကောင်းခဲ့တယ်80ရာခိုင်နှုန်းလောက်သို့တော့ညံ့ခဲ့တာလည်းအသေးချာပဲပြီးတဲ့အခါနောက်တစ်ခုကတောက်ကြသားသမီးတော်တော်များများမှဒီနေ့တည်းမှဆိုလို့ရှိရင်မထင်မဖဲအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းအားနည်းမှုလေးတွေများစွာရရှိတတ်တဲ့တယောက်နဲ့တယောက်တူနဲ့တူနားလည်မှုလေးတွေကြောင့်ခွဲခွာခဲ့ရတဲ့နှစ်လေးလည်းဖြစ်တတ်တယ်လို့အဲနီးစပ်ရာမိမိချစ်တော်မြတ်နူးတော်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့ဆုံးမတဲ့တဲ့ရင်တွေခွဲခွာတဲ့တဲ့ရင်တွေကြားရတတ်တယ်လို့တောက်ကြသားသမီးတွေကဆက်ပစ္စည်းရင်လို့ပတ်စံလို့ပျောက်ခဲ့မှာတော့အသေးချာပဲဖြစ်တယ်ခင်ဗျာနော် စနေကဲစနေသားသမီးမိတ်ဆွေတွေ1986မှာကံကောင်းခဲ့တဲ့နေသားကြီးများပါရဲ့လားခင်ဗျမိတ်ဆွေတို့ရဲ့ကံရှိနေရောဘယ်လိုရှိမလဲ1986ခုနှစ်တည်းမှာစနေတော်တော်များများဟာနိုင်ငံခြားခရီးသွားနဲ့ပတ်သက်ပြီးတော့ပြည်ပပြည်တွင် ခရီးသွားနဲ့ပတ်သက်ပြီးတော့အထွတ်များခဲ့မဲ့နှစ်ဖြစ်တယ်စနေတော်တော်များများဟာ1986ခုနှစ်တည်းမှာအိုးအိမ်ရှံမြေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှုတွေရရှိခဲ့လိမ့်မယ်အမှုကိစ္စယုံကလနာကိစ္စတွေမှာကိုကအားတာပြီးတော့နိုင်ခဲ့လိမ့်မယ်အစိုးရဝန်ထမ်းယာရုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးတော့ယာရုတက်နေရအလုပ်တက်နေရကိုရရှိလိမ့်မယ်ဒါပေမဲ့ကိုကြောင့်မဟုတ်ပဲမိသားစုကိစ္စလေးတွေကြောင့်အိမ်တွင်းရေးကိစ္စလေးတွေကြောင့်တဦးနဲ့တူတယောက်နဲ့တယောက်နည်းနည်းလေးအားနဲ့အားငယ်မှုတွေအားနာမှုတွေများများဖြစ်ခဲ့လိမ့်မယ်ထို့ပြင် စနေသားသမီးတတော်များများဟာ1986ခုနှစ်တည်းမှာနည်းနည်းလေးသားသမီးတော့ကလေးတွေဂျုံအားတက်တယ်ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ခဏခဏအပြက်လေးတွေဂျုံအားတက်တယ်ကို့အကြောင်းမဟုတ်ပဲသူတစ်ပါးကိစ္စလေးတွေကြောင့်လိုက်လံပူပင်နေရတက်တယ်သို့တော့နေရာထိုင်ခင်းရာထိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင် ဟုတ်နေရာထိုင်ခင်းရာထူးလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်လိုပေါ့ကိုယ့်ကိုလာပြန်ရင်ပြိုင်တဲ့ပတ်သူကလွင့်သွားတတ်တယ်တိုးတော့1986မှာစနေရီကဘာကိုဖြစ်ဖြစ်တော့အနေငယ်သူများထက်ပိုပြီးတော့အလုံးနှစ်စားလုပ်ခဲ့ရလိမ့်မယ်စူးစားခဲ့ရလိမ့်မယ်ထို့ပြင်နည်းနည်းလေးရုန်းကန်ခဲ့ရလိမ့်မယ်လက်ရှိမှာဘာကိုလှုပ်လှုပ်အစင်မပြေမှုတွေဆိုရင်တော့မှကိုကိုတိုင်း ဟုတ်ပါတယ်ခင်ဗျာဖြစ်ခဲ့တာတွေပြန်ပြောပြနေရပါတော့အကိုကိုတိုင်းစူးစမ်းအားထုတ်ရလိမ့်မယ်ပြီးတဲ့အခါအလောင်းဝစားနဲ့ပတ်သက်ပြီးတော့အပျော်ပါးနဲ့ပတ်သက်ပြီးတော့လက်လွန်ထားတဲ့ငွေကြီးတွေဆုံးရှုံးထားတဲ့ငွေကြီးတွေများစွာကြုံခဲ့ရလိမ့်မယ်အိမ်တော်ပြည်ရန်စိတ်ဆက်တိုင်းမင်ထားကမှမထင်မှတ်ဖက်နဲ့အပြတ်သဘောလေးတွေစုံတာမျိုးဘဝအတွက်ရည်မှတ်ထားတဲ့အရှိရေးလေးတွေမှာနည်းနည်းလေးအိမ်တော်ပြုမယ်လို့ပြောဆိုကမှကြန့်ကြာသွားတာမျိုးဒီလေးဖြစ်သွားတာမျိုးတွေကြုံရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာရင်လေတေချာတယ်အလုံးနှစ်ခုလုပ်ငန်းနှစ်ခု နှစ်ဆခွဲလှုပ်တာတတ်တော့အလုပ်တွေလည်းကြုံခဲ့ရလိမ့်မယ်။ကိုကကောင်းသလောက်ကိုယ့်အပေါ်မှာနားလည်မှုအားနည်းခဲ့တဲ့သူမျိုးတွေနဲ့ကြုံခဲ့ရတတ်တယ်လို့တခါလေးမှကိုမှန်တယ်ထင်ပြီးတော့ပြုလုပ်ခဲ့တဲ့အရာလေးတွေမှာ အမှားယွန်းလေးတွေကြောင့်ကိုကိုကိုအဲဟိုစိတ်ကြီးတဲ့စနေတော်သာသမီတော်များများကိုကိုကိုစိတ်တိုင်းမချအားမရတာမျိုးလေးတွေဖြစ်ခဲ့ရလိမ့်မယ်။ပြီးတဲ့အခါထီပေါက်နိုင်ခြင်းတွေတွေ့ရခဲ့တယ်။အဲ ဖျားပရောင်ဇီဒီရဲ့အလှကြောင်းစကန်ရဲ့လှူမဲလို့ပြောတာမှပြက်ခဲ့ရတာမျိုးတွေလည်းကြုံခဲ့ရလိမ့်မယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဗဇက်ကဖျားလက်ကခါရဖြစ်ရတတ်တယ်။ပြီးတဲ့အခါအတိတ်ချံဆိုရင်သုံးခါလောက်ဝင်မှတစ်ခါလောက်အောင်ခဲ့မယ်နှစ်ဖြစ်တာကတော့အသေးကြပဲဖြစ်တယ်။ကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာဟိုဟိုယောဂါတစ်ခုဖြစ်တော့ပျောက်တဲ့အခါနောက်တစ်ခုကပေါ်လာကြီးကြီးမားမားလည်းမရှိဒီလိုမျိုးတွေကြုံခဲ့ရလိမ့်မယ်။ပြီးတဲ့အခါမိမိအိမ်မိသားစုအိမ်တွင်းရင်းမှမကောင်းတဲ့အမှောင်ပျောဂါတွေအတိုက်ခိုက်တွေစုံအတက်ပညာမျိုးတွေကြောင့် အဖြေရှာမရတဲ့ပြဿနာလေးဒီမှာအဖြေရှာပြုသွားမယ်နှစ်ဖြစ်တာအတော့အသေးစားပဲဖြစ်တယ်ခင်ဗျအဲ့တော့စနေသားသမီးတွေဟာ1380ခုနှစ်ရောက်ရင်တော့တည်ကြပါတယ်ဇပူတီပါလက်ရတောင်ကျော်ဩဘာနမိတ်ထွန်းဆိုတဲ့အတိုင်းအထွန်းအိမ်ကိုလာတီဗီဖြစ်တဲ့အတွက်ကြောင့်တော့စနေတွေညံ့ခဲ့တာ3နှစ်ရှိပြီ3နှစ်ရှိပြီဖြစ်တဲ့အတွက်လာမယ့်နှစ်မှာတော့စနေတွေဟာခံကောင်းတော့မှာအသေးစားပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အားလုံးဘာသာတရားမိမိတို့ယုံကြည်တတ်ဝင်ရာကိုယ်ွယ်ရာဘာသာ အဆရာစနေဆရာပြောတာအကုန်လုံးနီးပါးမှန်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ထွန်းလင်းဆိုကိုထွန်းလင်းဆိုကျေးဇူးတင်ပါတယ် အဲ့တော့ဟိုထားပါလေဒါကရှုံငုံပြီးတော့တုံတက်ခဲ့တာဖြစ်တယ်1386ခုနှစ်မှာမွေးရကလေးတော်တော်များများဟာဘလူးနက်ခတ်ဖြစ်တယ်တနင်္ဂနွေမွေးလို့ရှိရင်ပူတီဘွားဖြစ်လိမ့်မယ်စနေမွေးလို့ရှိရင်ဘင်္ဂဘွားဖြစ်လိမ့်မယ်အင်္ဂါမွေးရင်မရဏဘွားဖြစ်ခဲ့လိမ့်မယ်1386မှာတောက်ကြမွေးရင်အထွန်ဘွားဖြစ်လိမ့်မယ်တနင်္လာမွေးရင်တိုက်ဘွားဖြစ်လိမ့်မယ်ဂျာစာပရိသသမီးမွေးရင်ယာစာဘွားဖြစ်လိမ့်မယ်ဗုဒ္ဓဖူးသားမွေးလို့ရှိရင်သသမီးမွေးရင်အဓိပတိဘွားဖြစ်လိမ့်မယ် ဆရာကိုတွေ့ကျင်နေရကြာပြီတဲ့ပြောလိုက်တာဆရာရဲ့ကျေးဇူးတင်ပါတယ်เนาะအဲ့တော့1386ခုနှစ်တည်းမှာဘယ်သူတွေဘယ်နေသားတွေဘာတွေပဲညံ့ငယ်ညံ့ငယ်မိပြလိုက်ပါတော့လုံလက်စာအလုပ်ဒီမှာအစမပြေမှုတွေရှိလို့ရှိရင်လည်းရပ်တန့်ထားလိုက်ဆရာတော့1386ရဲ့အညံ့တွေကို1386မှာသာထားခဲ့ပြီးတော့မကြာမီမှာလာမယ့်1386မှာ ဘာတွေကိုကံကောင်းပြီးတော့ဘယ်ယာတွေအကျိုးပြုမလဲဘယ်ယာတွေကိုအားသာကောင်းမွန်တိုးတက်စီမလဲဆိုတာကိုတော့မိတ်ဆွေတို့အနေနဲ့ရှာနေဗီဒီယိုတပုတ်ချင်းစီမှာပြန်တွေ့မယ်ညဒီနေရာပဲရန်နာပြုပါခင်ဗျာကျေးဇူးတင်ပါတယ်ဆရာခင်ဗျာဆရာရဲ့မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံပြီးဘေးပြာမှန်သမျှဝေးကွာကြပါစေခင်ဗျာ